ဗုဒ္ဓဘုရားသမီးရာဟုသမီးများအတွက်ကိုအသေးစိတ်ကလေးဟောပြောလမ်းညွှန်ပေးမှာဖြစ်ပါတယ်ဒီမရဲ့ဗီဒီယိုလိုက်ကလေးကိုဗုဒ္ဓဘုရားသမီးများနဲ့ရာဟုသမီးများအသေးစိတ်ကလေးအစအဆုံးလေးကြည်ပေးဖို့တော့လိုအပ်ပါတယ်ကျမအနေနဲ့စေတနာနှစ်တာထားပြီးတော့ပௌဒ္ဓဗုဒ္ဓသမီးများနဲ့ရာဟုသမီးများတဲ့အသေးစိတ်ကလေးတွက်ချက်ပေးထားတာဖြစ်ပါတယ်။အဲ့တော့ပௌဒ္ဓဗုဒ္ဓသမီးများရာဟုသမီးများဒီကာလမှာဆိုလို့ရှိရင်မိမိတို့ကံတရားကအထူးပြောင်းလဲစွာ ပြောင်းလဲကြည့်ပြောင်းလဲသွားမယ့်ကာလတခုလို့ပြောရင်မမားပါဘူးမိမိတို့တွေဒီနှစ်အစနေပြီးတော့ claim ပြီးတော့နော်စိတ်စီရဲစရာတွေစိတ်ညစ်စရာတွေစိတ်တော့ကရောက်စရာတွေနော်တခုပြီးတခုအစင်မပြေမှုတွေကြုံကြရပါလိမ့်မယ်ဒီနှစ်ကဗုဒ္ဓဘူးသားသမီးတွေကအញ្ញံထဲမှာရှိလေတာ哦ဒါပေမဲ့လို့အခု၁၇လပိုင်းမှာတော့ ဘုရားဘုရားသမီးများကအရန်ကို ကောင်းတဲ့ကံတရားပေါ်ရောက်ရှိနေပါရင် ကျမကဒီလိုကောင်းတဲ့ကံတရားပေါ်ရောက်ရှိနေပြီလို့ပြောလိုက်တာနဲ့မိမိတို့ကဒီကံကို ထိမ့်သိမ်းရမှာဖြစ်ပါတယ်။ဆရာမကတော့ဘုရားဘုရားသမီးတွေကောင်းနေဟောလိုက်တယ်။ဒါပေမဲ့ကိုကိုတိုင်းကကောင်းမွန်စွာမနေဘူးအဋိဌံမလုပ်ဘူးနော် ြုတ်လုတ်တဲ့အရာလေးတွေကိုယ့်ရဲ့ကံတရားလေးတွေကိုကထိမ့်သိမ့်မယ်နော်အောင်ရည်တွေနည်းမယ်ဒိဋ္ဌံပတိတွေစိတ်မယ်ဒီလိုမျိုးလေးတွေမလုတ်ဘဲနဲ့တော့ကျမတို့ဘလောက်ကောင်းတဲ့တန်တရားပဲဖြစ်ဖြစ်မကောင်းနိုင်ပါဘူးစိုးသွားနိုင်ပါလေဒါပေမဲ့မိမိတို့ရဲ့ကံတရားကိုမိမိတို့ကထိမ့်သိမ့်မယ်ဆိုရင်တော့စိုးနေတဲ့တန်တွေကကောင်းဘက်ကို လာပြီးတော့ထူးခြားစွာနဲ့အကျိုးပေးမှုတွေရရှိမှာဖြစ်ပါဒါကြောင့်ကိုယ့်ရဲ့တန်တရားကိုကိုယ်ကထိမ့်သိမ့်ဖို့လိုအပ်ပါတယ်ကိုယ့်ရဲ့ကံတရားကြီးကကောင်းနေဆိုပြီးတော့ကိုကဘာမှမလုပ်ဘဲနဲ့ပေါက်ကြ40တွေလုံနေရင်တော့ကောင်းနေဘလောက်ပဲကောင်းနေကံတရားပဲဖြစ်နေဖြစ်နေကိုယ့်ရှိကို မရောက်လာပါဘူးဖယ်ရှားသွားမှာဖြစ်ပါတယ်ဒါကိုသိထားဖို့လိုအပ်ပါတယ် ဲ့လိုကျွန်မပြောချင်တာဗုဒ္ဓဘုရားသမီးနဲ့ရာဟုသားသမီးများဒီမိမိတို့စက်တလပိုင်းဝင်းမီဆိုတာနဲ့ရေလန်းခီးလုံးဝမသွားပါနဲ့အဝါရောင်မဝတ်ပါနဲ့ရွှေလုံးဝမဝတ်ထားပါနဲ့ရွှေလုံးဝအဝင်မခံပါနဲ့ဒီအချက်ကလေးတွေလိုက်နာမယ်မိမိတို့ရဲ့မွေးလေမွေးရမှာတတ်တတ်လွတ်တွေစားမယ်ဒိဋ္ဌံပတိစိတ်နဲ့ပြုတ်လုတ်ပေးမယ်ဆိုရင်တော့ဒီစက်တလပိုင်းမှာမိမိတို့တွေလက်မထား